ဟုတ်ကဲ့မင်္ဂလာပါ ရိုင်းမင်းကကိုဆိုင်ပါကျွန်တော်တို့တင်နန်းချောင်းမေးလာတဲ့မိတ်ဆွေတွေအများကြီးပဲတွေ့ရတယ်။နောက်ဆရာတင်နန်းဘယ်တော့ဖွင့်မလဲ။အဲဆရာတင်နန်းအဲ့လိုရပြီလားဆရာပဲမျိုးနေရတင်တာလဲစသည်ဖြစ်ပေါ့။အခါကျရင်အခုလှမ်းရတာလေဆိုရင်ကိုရီးယားလည်းရှိတယ်ဂျပန်လည်းရှိတယ်စင်ကာပူကလည်းရှိတယ်တခြား online တင်နန်းဖြစ်တဲ့အတွက်တခြားတော့အာနိုင်ငံတွေကအများကြီးလှမ်းအပ်ထားတာရှိတယ်။နော်အခုဘာပြောချင်လဲဆိုတော့တချို့ကြတော့တင်နန်းဖွင့်တာကိုကျွန်တော်တင်နန်းမဖွင့်ခင်ကကျွန်တော်မေးထားတဲ့မိတ်ဆွေတွေရှိတယ်။အခုတင်နန်းဖွင့်နေပြီ။ အဲ့လိုလဲရနေပြီဒါပေမဲ့10% discount တော့ပြည့်သွားပြီဆိုတော့ action နဲ့မိတ်ဆွေများအဲ့လိုရပြီကျွန်တော်တို့တင်ပေးမဲ့ပုံစံတွေအနေနဲ့ဆိုရင်ကျွန်တော်တို့ zone ကနေ power point တွေစသဖြင့်တင်ပေးမှုရှိတယ်တကယ်လို့တရှုပ်ကြတော့ကြီးမှုမအားတဲ့လူတွေရှိတယ်နော်ကြီးမှုမအားတဲ့လူတွေပြန်ကြည့်ခြင်းနဲ့မိတ်ဆွေများအတွက်ဆိုလေကျွန်တော်တို့ record လေးတွေထားလာပေးမယ်ကျွန်တော်တို့ group လေးတွေဖွဲ့ပေးရမယ်เนาะအဲ့ကနေလည်းအမြဲတမ်းလေ့လာလို့ရမယ်အဲ့ကနေအမြဲတမ်းသိချင်တာလေးတွေမေးလို့ရမယ်အဓိကဘာလဲဆိုတော့ investment အနေနဲ့ရင်းနှီးမြှုပ်နှံတဲ့လူမိတ်ဆွေများအတွက်ဆိုရင်ကျွန်တော်အကြံမေးတာကကျွန်တော်ကို TikTok ကနေမေးလာတဲ့လူရှိတယ် TikTok ကနေမေးလာတယ်မေးလာတယ် TikTok ကနေပြီးတော့ messenger လည်းဝင်မေးတယ်အရင်ကတော့ဖုန်းနံပါတ်တင်ထားတယ်ဖုန်းနံပါတ်တင်ထားတော့ဖုန်းနံပါတ်နေဆက်ပြီးမေးတဲ့ခါကျတော့ကျွန်တော်တို့ကဒီဘက်မှာတစ်ဖက်မှာပွဲတွေဆိုင်နေရာတွေရှိတယ်ဈေးတွေညှိနှိုင်းနေရာတွေရှိတဲ့ခါကျတော့ကျွန်တော်ပြန်ပြောရတာဒီအဆင်မပြေတာတွေဖြစ်တယ်တစ်ခါကြီးရင်ကျွန်တော်မအားတဲ့ခါတွေရှိတဲ့ခါမဖြစ်ဖြစ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ဘာဘာလာမေးတော့ Viber မှာလာမေးတယ်ဆိုတော့ အမျိုးမျိုးမိကုန်းတွေတချို့ဟာတွေကြတော့ကျွန်တော်တို့အချိန်ပေးပြီးမှဖြေရတဲ့မိကုန်းတွေအများကြီးရှိတယ်။နော်တချို့ကြတော့ဆာဗက်ဆာတန်တွေဝယ်ထားပြီးပြီဆာဗက်ဆာတန်မဆုံဘူးဆရာဘယ်လိုလုပ်တင်လဲ။တချို့မိကုန်းတွေကြတော့ကျွန်တော်တို့ဒီအာရှင်းနေကိုယ်တိုင်စဉ်းစားပြီးဆုံးဖြတ်ပေးရမယ်မိကုန်းတွေရှိတယ်လို့တချို့ဟာတွေကကျွန်တော်တို့အကြံပေးလို့ရတယ်။နော်အဓိကတော့မြေနဲ့ပတ်သက်တဲ့ကိစ္စဖြစ်တဲ့အတွက်ဆာဗက်ဆာတန်ကိစ္စတွေမြေနဲ့ပတ်သက်တဲ့ကိစ္စတွေကျွန်တော်တို့ဖြေရှင်းပေးလို့ရတယ်။ဆိုတော့အချိန်လေးကကျွန်တော်တို့ ချို့ကိစ္စတွေကြတော့ကျွန်တော်တို့ပြောဖို့ကအချိန်နိုင်ဝဲတောင်လောက်ရှင်မှလောက်တာဒါမျိုးတွေကျွန်တော်တို့ကြုံတွေ့ရတာပေါ့နော်အဲ့တော့ကျွန်တော်ကိုတင်နန်းအတွက်မေးလာတဲ့ဒီလို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 မေးခွန်းတွေအများကြီးရှိတယ်အဲ့ဒီမေးခွန်းတွေအတွက်ကိုကျွန်တော်ကတော့အကြံပေးချင်တာကမိတ်ဆွေနောက်ထပ်မမားရအောင်နောက်ထပ်ကျွန်တော်တို့ခြံဝယ်တဲ့ခါကျရင်ကိုကိုတိုင်းနားလဲအောင်ကျွန်တော်ကတော့ငားမြနီးကိုတင်ပေးမယ်တခုံးပဲဖြည့်လိုက်မယ်ဖြည့်လိုက်တဲ့ခါကျရင်ကျွန်တော်မိတ်ဆွေတို့အနေနဲ့ငားပေးတာနဲ့အတူတူပဲနော်မိတ်ဆွေတို့တခါတော့ ကိစ္စပြေလည်သွားမယ်။ဒါပေမဲ့ဒီလိုကိစ္စမျိုးတွေဒီလိုမတူမတူနိုင်တဲ့ကိစ္စမျိုးတွေနောက်တစ်ခါကြုံလာတဲ့ခါကျရင်မိတ်ဆွေတို့ဖြေရှင်းရခက်မှာပဲ။အဲ့တော့ကျွန်တော်ကငါးများလေးသင်ပေးတဲ့သဘောဒီလိုဒီအခြေခံတွေနားလည်ခဲ့မယ်။မြင်တဲ့ပတ်သက်တဲ့အကြောင်းအရာတွေမိတ်ဆွေကိုယ်တိုင်နားလည်ခဲ့မယ်ဆိုရင်အများကြီးကျွန်တော်တို့တွေဖြေရှင်းနိုင်မယ်။ဘယ်မြင်မျိုးကဝယ်ရင်အဆင်ပြေနိုင်မလဲ။ဘယ်မြင်မျိုးကမဝယ်သင့်ဘူးလဲ။ဘယ်မျိုးမျိုးอ่ะရင်းနှီးမှုနိုင်အများဆုံးမျက်နှာမြင်မယ်ဆိုတော့မိတ်ဆွေကိုယ်တိုင်တည်လာမှာဖြစ်တယ်။အဲကြောင့်တင်တန်းကတော့ discount တော့ပြည့်သွားပြီ။ ါပေမဲ့တင်တဲ့ action နဲ့မိတ်ဆွေများကျွန်တော်တို့ဒီလာကုံအတွင်းမှာအပ်လို့ရသေးတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ် rhyme ရဲ့ကိုဆိုင်မှာတင်တဲ့မှာပြန်ဆောင်ကြမယ်ဟုတ်ကဲ့အားလုံးမင်္ဂလာပါ